အရဟံအမတံဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ ဟိုနေ့တော့သာဝရသာဝရပုသဝရပြီးသွားပြီပုသဝရပုသဝရပြီးသွားရင်ဝိသေသနာဝါရနော်ဒါပြာဒီပဋ္ဌာန်းဟောရင်ပထမဦးဆုံးဘုရားမှာပစ္စယုတ်ဒေတာပစ္စယုတ်ဒေတာကိုဟောတယ်အကျဉ်အကျဉ်းလေးပေါ့ စ္စယဒေတာပြီးပါပြီဆိုရင်အရခမချင်းမချင်းပစ္စယနေဒေတာကိုတော့ဒီဆိုတဲ့အနေနဲ့ စရုထ၄ခုမြောက်မှာဒါ၄ခုမြောက်ဝိသေသနာဝါဒနာဒီဝိသေသနာဝါဒမှာကျတော့သူကဝါဒရေ9မျိုးလာမှာပေါ့အဲဒါတော့အခုပု္ပ္ပဝါဒနေပြီးတော့မှဝိသေသနာဝါဒကိုကူးမယ်ပေါ့နော်ပု္ပ္ပဝါဒနေဝိသေသနာဝါဒကိုကူးမယ်အဲဆိုရင် နာဝိသေသနာဝါဒကျန်တာတဲ့။ဒါပရိစ္ဆာနာအပေါ်ဝါဟာကြတော့ပစ္စယုပစ္စယနိဒေသနေပြီးတော့ဘောဝဇယပစ္စယုဒေသပစ္စယနိဒေသနေပြီးတော့ပု္ပ္ပဝါဒကိုကူတာ။အခုကြတော့ဒီကပု္ပ္ပဝါဒနေပြီးတော့မှဝိသေသနာဝါဒကိုကူမှာ။ နာပု္ပ္ပဝါဒနေပြီးတော့ဝိသေသနာဝါဒကိုကုမယ်ဒါကြောင့်မို့လို့ဒီဘက်ကပဋိစ္စအဲပဋိစ္စဝိသေသနာဝါဒကျန်တတ်နာပဋိစ္စဝိသေသနာဝါဒကျန်တတ်အဲဝိသေသနာဝါဒကျန်တတ်မယ်ဆိုရင်ရှေ့မှာဟောထားတာကပု္ပ္ပဝါဒကိုဟောထားတာဆိုတော့ပု္ပ္ပဝါဒကိုဟောရမှုသည်အခြားမဲ၌ဝိသေသနာဝါဒကိုဟောရမှု၏ နပု္ပ္ပဝါရကိုဟောရမူသည်အခြားမှန်၌ဝိသေသနာဝါရကိုဟောရမူ၏သို့ဝိသေသနာဝါရ၌တုံတော်လီအဲ့ဒါဝါနဲ့တူတယ်သို့ဝိသေသနာဝါရ၌တုံတော်လီဓမ္မအနုလုံဓမ္မပိစနေဓမ္မအနုလောမပိစနေဓမ္မပိစနေအနုလောမအပြင်၄ပါးအပြာရှိ၏ကို၄ပါးတို့တွင်ဓမ္မအနုလုံကိုရှေးဥစွာဟောတော်မူ၏ ဖြင့်ဘုဓမ္မအနုလုံ၌တုံတော်လီအတူတူပုစ္ဆဝါဒနဲ့ဒါအတူတူပဲပဋ္ဌာန်း၆မျိုးသားမယ်ဓမ္မအနုလုံကလည်းတိကဒုကဒုတိက တိကဒုကထာတိကတိကဒုဒုကနော်တကယ်တိကပဋ္ဌာန်းဒုကပဋ္ဌာန်းဒုကတိကပဋ္ဌာန်းတိကဒုကပဋ္ဌာန်းတိကတိကပဋ္ဌာန်းဒုကဒုကပဋ္ဌာန်းအပြင်၆ပါးပြရှိ၏ ထိုခြောက်ပါတို့တွင်တိကပဋ္ဌံကိုရှေးဥစွာဟောတော်မူ၏ထိုတိကပဋ္ဌံ၌တုံတော်လေးဒိဋ္ဌိ22ဒိဋ္ဌိဘုဒ္ဓလဒိဋ္ဌိဝရဏဒိဋ္ဌိအစရှိသောအာဖြင့်22ပါအပြာရှိ၏ထို22ပါတို့တွင်ဘုဒ္ဓလဒိဋ္ကိုရှေးဥစွာဟောတော်မူ၏နောဘုဒ္ဓလဒိဋ္ဌိကိုရှေးဥစွာဟောတော်မူ၏ဒါလည်းပဲပု္ပ္ပဝါရနဲ့အတူတူပဲနော် သောကုသလတိတ်၌တုံတော်လီလေဝဝါရပရိစ္ဆာတဟပစ္စယနှင့်နေတယတန်တံပညာမှန်ဝါရံ9ပါးဖြစ်စေတဲ့တိုင်းနာထိုကုသလတိတ်၌တုံတော်လီပရိစ္ဆာဝါရသဟဇာတဝါရပစ္စယဝါရနေတယဝါရတန်တထဝါရတန်ပြုတဝါရပညာဝါရအပြင်9ပါးပြရှိဤထို9ပါးတို့တွင်ပရိစ္ဆာဝါရကိုရှေးဥစွာဟောတော်မူ၏ ်တော့တော့အစင်တိုင်းဆိုရင်တော့နဝရခုနမျိုးမှာအစင်တိုင်းဆိုရင်တော့အဲပညာဝါရနောက်ဆုံးပေါ့ပညာဝါရနောက်ဆုံးပညာဝါရမှတပါကျန်တဲ့ဒီဝါရ6ခုကိုကြတော့သူကဘာလို့ခေါ်လဲဆိုရင်စဝါရလို့ခေါ်တယ်နော်ပညာဝါရမှတပါရှိဝါရ6ခုကိုစဝါရပေါ့ သဝရဆိုတာကဘာကြောင့်သဝရလို့ခေါ်တာလဲဆိုရင်သူကပါဠိတော်အရာကောက်ကောအထိပ္ပယ်ရောသူကနှဝရပါဠိတော်အရာကောက်ကောအထိပ္ပယ်ရောနှဝရတတွေနှဝရတတွေတူညီကြတဲ့အတော်ကြောင့်မို့လို့နောက်ရှေ့၆ခုကိုသဝရလို့ခေါ်တယ်ပါဠိတော်ရဲ့အရာကောက်ရဲ့အထိပ္ပယ်အဲ့၃ခုကဥမာ နဝါရတရွဲဆိုရင်ပရိစ္ဆဝါရနဲ့နဘာတော့သာဂတဝါရတူမယ်ဟုတ်လားကပစ္စယဝါရရဲ့နေတယဝါရရဲ့တူမယ်ဟုတ်လားကတန်တထဝါရနဲ့သံယုတဝါရတူမယ်ဆိုတော့6ယောက်ကျောက်ကျောက်ပမာဟမ်ကျောက်ပမာ6ယောက်9ယောက်ပဲရှိတယ်ဆိုရလေအင်းတန်ထားအဲ့တော့အဲ့ဒီ 6ဝါရအဲ6ဝါရဒီ2ဝါရတရွယ်2ဝါရတရွယ်ပါဠိတော်အရာကောင်အထိပ္ပယ်နော်တူညီတဲ့အတွက်ကြောင့်မို့လို့အဲရှေ့ဝါရ6ကိုစဝါရလို့ခေါ်တာပေါ့နောက်ဆုံးဝါရတစ်ခုကတော့ပညာဝါရနောက်ဆုံးဝါရတစ်ခုကတော့အဲပညာဝါရလို့ခေါ်တယ်ဆိုဒီမှာခေါ်တဲ့နေရာမှာကျတော့အာဒီ ပညာဝါရမှာကျတော့ပစ္စည်းပစ္စည်းဥပံတရားတွေကိုအကျဉ်းချံမရှိနော်အကျဉ်းချံမရှိအကုန်လုံးကိုဝေဖန်ပြီးတော့ဟောတယ်။ရှေ့6ဝါရမှာကျတော့သူကပညာဝါရလိုမျိုးပစ္စည်းပစ္စည်းဥပံတရားတွေကိုအကုန်ဝေဖန်ပြီးတော့မဟောတော့။နောက်ပစ္စည်းဥပံတရားတွေကိုပဲသူကအဓိကထားပြီးတော့ဟောတော့တာ။ဒါကြောင့်မလို့ပညာဝါရပညာဝါရကအပြည့်အစုံဟောတယ်။ရှေ့6စဝါရကျတော့သူက နော်ဒီပြစ္ဆေဥပါတရားလေးလောက်ကိုပဲအဓိကထားပြီးတော့ဟောတာ။အဲကြောင့်ပညာဝါဒကြည်ရင်နော်အဲစဝါဒကလွယ်တယ်လို့ပြောတာ။နားထားလိုက်တော့ဒီမှာပညာဝါဒအပြင်ခုနှစ်ပါးအပြားရှိထိုခုနှစ်ပါးတို့တွင်ပရိစ္ဆဝါဒကိုရှေးဥစွာဟောတော်မူ၏။ထိုပရိစ္ဆဝါဒ၌တုံတော်လီ အဲဒုလည်းပဲဒီမှာဒီပု္ပ္ပဆာဝါရနဲ့ကတက်ပုံကနော်အစင်အတူတူပဲပစ္စည်းအနုလုံပစ္စည်းပစ္စနေပစ္စည်းအနုလောမပစ္စနေပစ္စည်းပစ္စနေရနုလောမအပြင်၄ပါးအပြာရှိအာပါဠိလိုဆိုရင်တော့ပစ္စည်းအနုလုံကပစ္စည်းအနုလောမပေါ့ပါဠိလိုဆိုပစ္စည်းအနုလုံဆိုရင်ပစ္စည်းအနုလောမပစ္စည်းပစ္စနေဆိုရင်ပစ္စယပစ္စနိယပစ္စည်းအနုလောမပစ္စနေဆိုရင် ပစ္စယနုရောမပစ္စနိယပစ္စည်းပစ္စနိယနုပစ္စည်းပစ္စနေအနုရောမဆိုရင်ပစ္စယပစ္စနိယနုရောမပါဠိလိုဆိုရင်တော့ဒီလိုဆိုအောင်အပြင်၄ပါးပြရှိထိုပါတိုတွင်ပစ္စည်အနုလုံကိုရှေးစာဟောတော်မူ၏အဲဒီစီကပု္ပ္ပာဝါရနဲ့ဘုဒ္ဓဇနာဝါရကအတူတူပဲအဲအမောက်ပဲဝါရက ပစ္စည်းအနုလုံကိုရှေးဥစွာဟောတော်မူ၏ထိုပစ္စည်းအနုလုံ၌တုံတော်လီဝိဘင်္ဂဝါရနောက်ကဝိသေသနာကိုဟောတော်မှာဆိုတော့ဥစ္စာဝါရမှာတော့သုဒ္ဓနဲ့ဒုက္ခတိဒုက္ခတိကစတုစတုက္ကသတိလဟိုဒီမှာကြတော့ဝိဘင်္ဂဝါရသင်္ချာပစ္စည်းအနုလုံကိုရှေးဥစွာဟောမယ်အပစ္စည်းအနုလုံမှာလည်းပဲတဲ့ ဝိပင်္ဂဝါဒသင်္ချာဝါဒအပြင်နှစ်ပါးအပြားရှိတယ်နှစ်ပါးအပြားရှိဤထိုနှစ်ပါးတို့တွင်ဝိပင်္ဂဝါဒကိုရှေးဥစွာဟောတော်မူ၏နောဝိပင်္ဂဝါဒကိုရှေးဥစွာဟောတော်မူ၏တောဝိပင်္ဂဝါဒ၌တုံတော်လီဆိုကြတော့ဒီစဝါပြိဿစဝါရမှာသူကနော်စဝါရအနုလုံမှာသူကပိဿဇာတဟိုမဟုတ်ဘူးပေါ့အစဝါရမှာကြတော့သူက ဟောတဲ့တရားတွေကသဝရအနုလုံမဟောတဲ့တရားတွေကပညာဝါရမှာတော့ကဇဏကတတ္တိနဲ့နော်ကျေးဇူးပြုတဲ့တရားတွေကိုပဲအဲဒါမှဟောမှဆိုရင်မှကုသလဓမ္မပဋိစ္စကုသလဓမ္မဥပ္ပိသတိဥပ္ပိသတိဖြစ်၏နော်ဥပ္ပိသတိဖြစ်၏ဆိုပြီးတော့တတိလိုလာမှာပေါ့ဖြစ်၏ဆိုမှတော့ဖြစ်အောင်လုပ်တယ်ဆိုမှတော့ဒါဘာတတ္တိလဲဆိုရင်ဇဏကတတ္တိပဲ ်ဒါကြောင့်မလို့ဒီစဝါဒအနုလုံမှာဟောတဲ့တတိကသဏ္ဍကတတိကိုပဲဟောတယ်ဆိုလိုတာပညာဝါဒမှာသဏ္ဍကတတိနဲ့ကျေစုပ်မှုတဲ့တရားတွေရဲ့ပစ္စေဥပန်တရားတွေကိုပဲသူကဒီမှာဟောတာဒါကြောင့်မလို့ဥပထမကတဟိုပစ္ဆာဇာတဆိုတာကသူကဖြစ်အောင်လုပ်တဲ့ဖြစ်အောင်လုပ်တဲ့ပစ္စည်းမဟုတ်နော်ဖြစ်ပြီးသားကိုပဲသူတတန်းစီတည်တဲ့နိုင်အောင်မလုပ်ရလဲဆိုရင် ထောက်ပံ့တာထောက်ပံ့တယ်ဆိုတော့ဥပထမ္ပကတတ္တိပေါ့ညပစ္စသတ္တပစ္စည်းမှာကဥပထမ္ပကတတ္တိသာရှိတယ်ဥပထမ္ပကတတ္တိသာရှိတဲ့အတွက်ကြောင့်မလို့သဝရအနုလုံမှာသဏ္ဍကတတ္တိကိုပဲဟောတယ်ဥပထမ္ပကတတ္တိကိုမဟောတဲ့အတွက်ကြောင့်မလို့ဒီသဝရအနုလုံမှာပစ္စသတ္တကိုမဟောဘူးအဲကြောင့်မလို့သူကပစ္စသတ္တကိုနှုတ်အောင်အဲကြောင့်မလို့ ထောဝိပင်္ဂဝါဒ၌တုံတော်လီဟေတုပစ္စည်းဝိပင်္ဂဝါဒအာရမဏပစ္စည်းဝိပင်္ဂဝါဒအစရှိသောအဖြစ်ရတော့23ပါးအပြာရှိအဲ23ပါးထဲမှာအဲ့ဒါပစ္စာသာတာမပါဘူးတော့23ပါးတွင်ဟေတုပစ္စည်းဝိပင်္ဂဝါဒကိုရှိဥစွာဟောတော်မူ၏အဲ့ဒါဟေတုလားတော့ဟေတုပစ္စည်းဝိပင်္ဂဝါဒ၌တုံတော်လီကုသလဗရာအကုသလဗရာအပြာကတဗရာ ဒီဗရတော့ပညာဝါဒတော့အတိုင်းပဲဗရ၅ပါးပဲပညာဝါဒမှာလဲကုသလဗရအကုသလဗရအပြာကရဗရကုပြအကုပြဒီ၅ခုပဲအဲ့ဒါမလားအဲ့တော့အဲ့၅ခုကလဲဒီမှာလဲပဲဒီဗရပဲနော်ဟေတုဒါမှပညာဝါဒဟေတုပစ္စည်းမှာတော့သူကကုသလဗရအကုသလဗရအပြာကရဗရဗရ၃ခုပဲရှိတယ်ဒီမှာတော့ဟောရတာငယ်ဆိုတော့ဗရ၃ခုမှာသင်္ချာ9ချက်ထွက်တာအဲ့ဒီမှာကျတော့ဟေတုပစ္စည်းနိုင် သုံးတော်လေးဗရကုအကုပြာကုပြာအကုပြာအပြင်ဗရ၅ပါးအပြာရှိထို၅ပါးတို့တွင်ကုသလဗရကိုရှေးဥစွာဟောတော်မူ၏ထိုကုသလဗရ၌သုံးတော်လေးနော်ကုသလဗရဝါဒနာကုသလဗရ၌သုံးတော်လေးကုသလဗရဝါဒနာအပြာကရဗရဝါဒနာကုပြာဗရဝါဒနာအပြင်၃ပါးအပြာရှိ၏နော် သတ္တမတို့တွင်ကုသလဗရာဝတာနာကိုရှိဥစွာဟောတော်မူ၏ကုသလဗရာပစ္စည်းဗရာဝတာနာဆိုတာပစ္စည်းဥပံပေါ့ဗရာဆိုတာကပစ္စည်းအကြောင်းဗရာဝတာနာဆိုတာကပစ္စည်းဥပံအကျိုးအဲတော့ကုသလဗရာဝါဒနာ၌တုံတော်လီဝီဒီအနုဝါဒအပြင်နှစ်ပါးအပြားရှိထိုနှစ်ပါးတို့တွင်ဝီဒီကိုရှေးဥစွာဟောတော်မူ၏။ဩဟံသာကုသလကမ္မပတိစ္ဆာ xa đi phiền bộ nàng đá đó Nawara wo chang yin, chan na shi cha ku go. Nawara, nawara, darwa zi. နဝရတရနဝရတရစီပါဠိတော်အရာကောင်အထိပ္ပယ်အပြင်တူတဲ့အတော့ကြောင့်မို့လို့ရှေ့၆ခုကိုစဝါရာလို့ခေါ်တယ်။ညနောက်ဆုံးဝါရကတော့ပညာဝါရဟိုဝိပင်္ဂဝါရကိုဟောမယ်ဆိုရင်ဝိပင်္ဂဝါရကိုဟောနိုင်ဖို့အတွက်ပညာဝါရတုံးကလိုမျိုးနော်ပစ္စည်းပစ္စည်းဥပ္ပံအတပစ္စည်းတပစ္စည်းချင်းမှာရစီမှာရနိုင်တဲ့ပစ္စည်းပစ္စည်းဥပ္ပံတရားတွေကိုသိရမယ် အပိစိပိစိဥပ္ပံတရားတွေဆိုတာဘာလို့လဲဆိုရင်တော့သုဒ္ဓသင်္ချာပေါ့အပိစိပိစိဥပ္ပံဆိုတာသုဒ္ဓသင်္ချာကိုသိဖို့အတွက်ဟာဒါအဲ့လိုဒါအဲသင်္ချာဝါဒမှာသုဒ္ဓသင်္ချာဝါဒနော်ဒီဟာသိတဲ့လာမှာပေါ့သင်္ချာဝါဒဒါပေမဲ့လည်းအဲ့ကိုမသွားတော့ဘဲနဲ့ဒီသုဒ္ဓသင်္ချာကိုအဲသိဖို့အတွက်သဝါဒသုဒ္ဓသင်္ချာကနှစ်မျိုးရှိတယ်ပေါ့သဝါဒအနုလောသုဒ္ဓသင်္ချာရှိမယ်သဝါဒပစ္စနေသုဒ္ဓသင်္ချာရှိမယ်နှစ်မျိုးရှိမယ် အဲ့တော့ဟိုတပိစီချင်းတပိစီချင်းဝိပင်္ဂဝါဒကိုဟောဖို့အတွက်တပိစီချင်းစီတပိစီချင်းစီမှာရနိုင်တဲ့ပိစီပိစီဥပ္ပတရားတွေကိုအာသဝရအနုလုံသဝရတုဒ္ဒသင်္ချာလို့ခေါ်တာပေါ့အဲသဝရတုဒ္ဒသင်္ချာနော်သဝရတုဒ္ဒသင်္ချာရတယ်ဆိုရင်အဲဝိပင်္ဂဝါဒကသူ့အတူနော်အဲလွယ်သွားပြီပေါ့ဒီသဝရအနုလုံ သုဒ္ဓသင်္ချာမှာလည်းနှစ်မျိုးလာမှာအနုလုံသုဒ္ဓသင်္ချာနဲ့ပစနေသုဒ္ဓသင်္ချာဒါဇဝရအနုလုံသုဒ္ဓသင်္ချာကပညာဝရနော်သုဒ္ဓသင်္ချာတွေကပစ္စယုပ္ပန်တရားတွေကိုယူပြီးတော့ခုနကတော့ပညာဝရသုဒ္ဓသင်္ချာတွေကနေပြီးတော့သဏ္ဍကတ္တိနဲ့ကျေသူပြုခံရတဲ့ပစ္စယုပ္ပန်တရားတွေကိုယူပြီးတော့မှဒီမှာဇဝရအနုလုံသုဒ္ဓသင်္ချာဆိုပြီးတော့သူကဒီမှာလုံး ဗဒပညာဝါရသုဒ္ဓသင်္ချာရဲ့ပြည့်စုံပံတရားတို့သည်စဝါရအနုလိုသုဒ္ဓသင်္ချာဖြစ်လိမ့်မယ်။အဲ့တော့ကဒီစဝါရအနုလိုသုဒ္ဓသင်္ချာထဲမှာမပါတဲ့စိတ်စေတသိက်ရုပ်တရားတွေဟာစဝါရပစ္စနေသုဒ္ဓသင်္ချာဆိုပြီးတော့ဖြစ်လိမ့်မယ်။နော်။အဲ့တော့ပညာဝါရရဲ့ပြည့်စုံပံတဲ့ပညာဝါရပစ္စည်းတရားတွေရဲ့ ိစိယပန်တရားတို့သည်သဝရအနုလုံသုဒ္ဓတင်္ချာသဝရအနုလုံသုဒ္ဓတင်္ချာ၌မပါဝင်တဲ့စိတ်စေတသိက်ရုပ်တရားတွေကသဝရပစ္စနေသုဒ္ဓတင်္ချာအဲဒီလိုလာမှာပဲဒီလိုလာမှာပေါ့ဟာပညာဝါရနဲ့သဝရကပညာဝါရနဲ့နော်ဟိုပြီးခဲ့တဲ့ပညာဝါရနဲ့ပိစယန်တိဒေတာကတော့ဟောပုံချင်းတူတယ် ူရဲဆိုတာကပညာဝါရမှာလည်းပဲပစ္စည်းအကတ္တပစ္စယုတ်ပံတံပရံပစ္စယတ္တိကရိုင်းဆိုပြီးတော့ဒီ၃ချက်ဟောတယ်နာပစ္စယနေဒေတာမှာလည်းပဲပစ္စည်းပစ္စယုတ်ပံပစ္စယတ္တိကတ္တတံပရံကရိုင်းဒီ၃ချက်ပဲဟောတယ်အဲဒါပညာဝါရနဲ့ပစ္စယနေဒေတာကြတော့သူကကတ္တတံပရံကရိုင်းအ၃ချက်ဟောတာချင်းတူတယ်ပေါ့အဲမှဒီစဝါရကြတော့ နော်ပစ္စည်းဥပ္ပံကိုအဓိကထားပြီးတော့ဟောတဲ့အတော့ကြောင့်မို့လို့နော်ဟိုရှင်းမှပြောခဲ့တယ်လို့ဝါကျတခုမှာအဓိကကြတဲ့တရားကိုကတ္တာပုံနဲ့ကတ္တာပထမဥပ္ပံနဲ့ထားတယ်ဆိုတဲ့အတိုင်းဣဿာဝါရမှာကြတော့သူကပစ္စည်းဥပ္ပံကိုအဓိကထားဟောတာမို့လို့အဲပစ္စည်းဥပ္ပံကိုသူကပစ္စည်းဥပ္ပံကိုကတ္တာဆိုတဲ့ပထမဥပ္ပံနဲ့ထားပြီးတော့ဟောတာပစ္စည်းဥပ္ပံကိုကတ္တာနဲ့ပထမဥပ္ပံနဲ့ထားအဲကတ္တာပုံပထမဥပ္ပံနဲ့ထားပြီးတော့ဟောတယ်ပေါ့ တန်ထားပြီးတော့ဟောလိမ့်မယ်ပေါ့အဲ့တော့ဆရာတော်ကတော့နော်ဒီစဝါဒသုဒ္ဓသင်္ချာတွေကပညာဝါဒရရဲ့အဲဒါပိဿဥပတရားတွေဖြစ်တဲ့အတွက်ကြောင့်ဒီစဝါဒမှာကပညာဝါဒမှာဆိုခဲ့တဲ့ဟာတွေကအကုန်လုံးပြန်ပြီးတော့တဝက်အနည်းဆုံးအဲတဝက်လောက်တော့ပြန်ပြီးတော့ပါလာပါအဲကြောင့်ပညာဝါဒကိုရတယ်ဆိုရင်ပိဿအနိဋ္ဌိတတို့အဲစဝါဒတို့ကလည်းပဲသူကပြီးတဲ့လောက်နီးနီးကိုဖြစ်သွားတာ နော်ဆာပိစီယနေရီတာနဲ့ဆဝါရာပိစီယနော်ဟိုပြီးတော့နည်းနည်းဖြစ်သွားတာပေါ့ဒါဒီဝါရဒီဆဝါရာမှာနော်နှစ်ပစ္စည်းစီ၃တွဲရှိမယ်ဟာနှစ်ပစ္စည်းစီ၃တွဲရှိမယ်အဲ၃တွဲရှိတဲ့နေရာလေးတွေမှာနောက်ကပစ္စည်းလေးတွေကိုကြည့်ရမှာဥပမာပရိစ္ဆာတဟတောနဝရတတွဲပစ္စည်းနေရီယနဝရတတွဲတန်တထတံပြုဒ္ဒနဝရတတွဲ ဒါနှစ်ပစ္စည်းသုံးတွဲရှိတယ်ပေါ့အဲ့မှာအဲ့သုံးတွဲမှာသူကနောက်ကပစ္စည်းလေးတွေကိုလိုက်ပြီးတော့ကြည့်မယ်ဆိုရင်ရှေ့ဝါရမှာကျတော့နောက်ပစ္စည်းကသဟာတာပစ္စည်းအလဲဝါရမှာနောက်ပစ္စည်းကကျတော့နေတရာပစ္စည်းပေါ့နောက်ဆုံးဝါရမှာနောက်ပစ္စည်းကကျတော့အံပယုဒ္ဓပစ္စည်းဟောနှစ်ပစ္စည်းပစ္စည်းထဲမှာပါတဲ့နော်၂၀ပစ္စည်းထဲမှာပါတဲ့ပစ္စည်းတွေ မဆန်လေးပစ္စည်းတွေမှာပါတဲ့ပစ္စည်းတွေပေါ့ဒါသဟဇာတရဲ့နေတ္တရဲ့တန်တန်ပြုတ်တရဲ့အဲအဲ့ဒီပစ္စည်းတွေအတိုင်းဟာအဲ့ဒီပစ္စည်းတွေအတိုင်းဒီမှာဟောမှာစဝါဒအနုလောမအဲ့ဒီပစ္စည်းတွေအတိုင်းဟောမှာပေါ့ဆရာတော်ဒီပရိစ္ဆဝါဒနဲ့သဟဇာတဝါဒအတွဲမှာကြအတွဲမှာဆိုရင်ပညာဝါဒရဲ့သဟဇာတအတိုင်းဟောလိမ့်မယ်ပစ္စည်းဝါဒနဲ့ညပညာဝါဒရဲ့သဟဇာတအတိုင်းဟောမယ်ဆိုရင်ပညာဝါဒမှာ တာဇာတကသူကသင်္ချာအလုံးဘယ်နှချက်ပဲရှိလဲဆိုရင်၉ချက်ပဲရှိတာမဟုတ်လားဟုတ်ပါဘူးအဲ့တော့၉ချက်ပဲရှိတာတကြောင်မလို့ဒီမှာလည်းပဲတာဇာတမျိုးကွဲမရှိတာတို့တို့မျိုးကွဲမျိုးကွဲမရှိတာတို့ဆိုတဲ့သင်္ချာ၉ချက်ပဲရတယ်သင်္ချာ၉ချက်ပဲရမယ်အဲ့ဒါကပစ္စယဝါဒနဲ့နေတ္တယဝါဒဒုတိယအတွဲပညာဝါဒရဲ့နေတ္တယပစ္စည်းအတိုင်းဟောမှာပေါ့နေတ္တယပစ္စည်းတန်းဟောမှာဆိုရင်ပညာဝါဒမှာနေတ္တယပစ္စည်းတွေ သာဂတာနေတရားရှိမယ်ဩတ္တပုရိသတာနေတရားရှိမယ်တာဂတာနေတရားတော့နေတရားမျိုးကိုရှိတယ်ကောနှစ်မျိုးကိုဥဒ္ဒရာမျိုးအဲ့တော့သာဂတာနေနေတရားနဲ့ဩတ္တပုရိသတာနေတရားအဲ့ဒီနှစ်ပစ္စည်းရှိတဲ့အတွက်ကြောင့်မို့လို့သူတို့နှစ်ပစ္စည်းပေါင်းလိုက်ပြီးဆိုရင်အဲနေတရားပညာဝါဒမှာတော့နေတိတိရတာပေါ့ဒီမှာကျတော့အဲ့ဒီနှစ်ပစ္စည်းပေါင်းရင် နေတရားကတင်ချာတတရတာဖြစ်သွားလိမ့်မယ် သာတာနေတရားနဲ့ဝိတုပုရိသတာနေတရားနှစ်ခုပေါင်းရင်မသင်္ချာတတရတဒီဒုတိယတွဲမှာသင်္ချာတတရတတိကျောက်သွားလိမ့်မယ်။အင်းမေတ္တကအဲနောက်တတိယအတွဲမှာကျတော့ဟာတတိယအတွဲမှာကျတော့တန်သထနဲ့တန်ပြုဒ္ဓတန်သထနဲ့တန်ပြုဒ္ဓဆိုတော့ဒီတန်ပြုဒ္ဓပစ္စည်းတိုင်းဟောမယ်ဆိုရင်ပညာဝါဒမှာလည်းပဲတန်ပြုဒ္ဓသည်မျိုးကိုလည်းမရှိဘူးပစ္စည်းပစ္စည်းဥပ္ပံကလည်းနာနေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့သင်္ချာ တည်နေရတယ်ဟိုမှာဟိုဟိုမှာအတိုင်းပဲပေါ့အဲကြောင့်လို့ဒီနော်စဝါရမှာ ရှေ့ဝရှေ့အတွင်းမှာသင်္ချာနဝအလွယ်အလယ်အတွင်းမှာရတဲ့သင်္ချာတတရတနောက်ဆုံးတွဲမှာရတဲ့သင်္ချာတည်နေဆိုပြီးတော့ဒီမှာနော်အဲ့လိုလေးလာလိမ့်မယ်ပေါ့အထူးဝရတော့ဟိုအရင်အစတွင်းနဲ့နောက်ဆုံးတွဲရတော့သူကပညာဝါရနဲ့သင်္ချာအတူတူပါပဲအလယ်တွဲပဲအလယ်တွင်းမှာက ပညာဝါဒမှာတော့နေတရားကတေရတ္တ73ချက်ပဲရှိဒီမှာကျတော့တဟဂတနေတရားပါတယ်တဟဂတနေတရားကသင်္ချာ6ချက်ထင်အဝုထုပုရိသတနေတရားပါတယ်ဝုထုပုရိသတနေတရားအတွက်ကသင်္ချာ8ချက်တိုးလာတိုးဝုထုပုရိသတသင်္ချာ8ချက်ပေါင်းသင်္ချာ18ချက်ဖြစ်သွားတာဒါလေးပဲထိုးတာမလေးစာဝါဒတို့ကလက်တွေ့ဟာတို့ကလက်တွေ့ကအဲ့လောက်မခတ်အဲသဘောတရားလေးတွေ တဘောတရားလေးတွေကိုတဘောပေါက်ဖို့ပဲအဲတဘောတရားလေးတွေကိုတဘောပေါက်ဖို့ပဲလိုတာအဲ့တော့အဲဆိုရင်နော်ဒီအခုပထမဆုံးဟောရမယ့်ဝါရကအဲဒီရှေ့အတွေ့ပေါ့ရှေ့ဒီမှာပရိစ္ဆဝါရနော်ပရိစ္ဆဝါရကိုအရင်ဆုံးဟောအဲ့တော့ပရိစ္ဆဝါရကိုဟောလိုက်ပြီဆိုရင်သူနဲ့တတွဲတဲ့ဖြစ်တဲ့ဘာဝါရလည်းပြီးပါမလဲဆိုရင်တဟဇာတဝါရလည်းပြီးပါမလား ပရိစ္ဆဝါဒကိုဟောလိုက်ရင်သူနဲ့ကထွဲရဖြစ်တဲ့အာသာဝါဒလည်းပြီးသွားမယ်။အဲပြီးတဲ့အခါမှာနောက်တစ်ခါနောက်အတော်ရတန်တထနဲ့တန်ပြုဒ္ဒ။ဒီတန်တထနဲ့တန်ပြုဒ္ဒတရားတန်တထနဲ့တန်ပြုဒ္ဒအရာတရားတွေလည်းပဲဒီသဟဇာတဝါဒသဟဇာတပစ္စည်းရတဲ့အချိန်မှာတို့ရောလည်းအကုန်လုံးဗာဖြစ်ပြီးသားတော့အကျုံးဝင်ပြီလား။အာတန်တထနဲ့တန်ပြုဒ္ဒဆိုတာပစ္စည်းပစ္စုပ္ပန်နာနေပြီးပဲရတာမဟုတ်လား။ မှန်ပါဗျာအဲ့တော့တို့ရဲ့တို့ရဲ့တရားတွေဒီဒီပရိစ္ဆအစဝါဒသဟဂတာပရိစ္ဆသဟဂတာဝါဒမှာအဲ့ဒီအကုန်လုံးအကျုံးဝင်တယ်သဟဂတာပစ္စည်းရတဲ့နေရာမှာတို့ကအကုန်ပါပြီးသားဖြစ်သွားတယ်ဒါဆိုရင်ပရိစ္ဆဝါဒပြီးရင်ပြီးသွားတယ်ဆိုရင်သဟဂတာဝါဒလည်းပြီးပါမယ်နောက်တန်တထဝါဒလည်းပြီးပါမယ်နောက်တန်ပုဒ္ဓဝါဒလည်းပြီးပါမယ်အဲနောက်တစ်ခါကျတော့အလယ်မှာပစ္စယဝါရနဲ့နေတယဝါရ နော်ပိစယဝါရဏနေတိယဝါရဏနေတိယမှာကဆိုတာသဟကတာနေတိယရှိမယ်ဘုထုပုရိသတာနေတိယရှိမယ်တဟသတာနေတိယလည်းပဲဒီဘက်ကသဟသတာဝါရဏเนี่ยအကုန်လုံးကဘာလဲဆိုရင်ဆွဆွတူမှာပေါ့ဒါဆိုရင်သဟသတာဝါရပြီးွားပြီဆိုရင်ဒီအလေတွဲကသဟသတာနေတိယလည်းပဲအလိုလိုပါဖြစ်သွားမလဲဆိုရင်ပြီးွားမယ်သဟသတာဝါရပြီးွားရင်သဟသတာဒီအလေနေတိယဝါရတွေကနေပြီးတော့သဟသတာနေတိယလည်းပဲ အဲ့ဒါပြိပိတဖြစ်သွားမယ်။ဒါဆိုဘာနေတရားလေးပဲကြံမလဲဆိုရင်ဘုထုပုရိဇာတာနေတရားလေးပဲကြံမှာ။နော်ဘုထုပုရိဇာတာနေတရားလေးပဲ။ဒါကြောင့်မလို့ပရိစ္ဆဝါရကိုရတယ်ဆိုရင်သဟဇာတဝါရလည်းပြီးတယ်။တန်တထဝါရလည်းပြီးတယ်။တန်ဘုဒ္ဓဝါရလည်းပြီးတယ်။ပစ္စည်းအဲ့ဒါနောက်အဲဝါရတွေအကုန်ပြီးတယ်။နောက်ပစ္စယဝါရနဲ့နေတရားဝါရအတွက်ကတော့သဟဇာတနေတရားသဟဇာတနေတရားပြီးပါမယ်။ အဲဝုထုပုရိဇာတာနေတရားတစ်မျိုးပဲကြံပါပေါ့ဝုထုပုရိဇာတာနေတရားတစ်မျိုးပဲကြံလို့နော်ညောင်လို့ပရိစ္ဆဝါဒကြည့်တန်ရင်တန်တာတွေကအကုန်လုံးပြီးပြီးသားဖြစ်သွားဝုထုပုရိဇာတာနေတရားတစ်ခုဝုထုပုရိဇာတာနေတရားဝါဒလည်းပဲပညာဝါဒကဝုထုပုရိဇာတာအတိုင်းဟုတ်တော့ပါတော်မှတော်မှာပေါ့နိုင်ဒါတော့ညာအဲအခု ဝိသဒနာဝါရအဲစမှာပေါ့နော်ဝိသဒနာဝါရဒါဝိသဒနာဝါရမှာအနုလုံနော်ဟိုဝိသဒနာဝါရတွေကစဝါရစဝါရတွေမှာကြတော့ပရမအုံးဆုံးပရိစ္ဆဝါရကိုနော်ပရိစ္ဆဝါရကိုတွားမှာပေါ့အဲ့တော့ဒီပရိစ္ဆဝါရကနော်ဒီစဝါရတစ်ခုလုံးပဲထားပါတော့စဝါရတစ်ခုလုံးကအနုလုံဒီပညာဝါရရဲ့ ပစ္စေဝံတရားတွေကိုဒီမှာယူပြီးတော့မှဘာလို့ထားတာလဲဆိုရင်အဲဟောထားတာပေါ့ဒါတို့အခုဒါဒီပရိစ္ဆဝါဒဆိုတာသဟာတာဝါဒနဲ့အတူတူပဲဆိုတော့ပညာဝါဒသဟာတာပစ္စည်းရဲ့ပစ္စေဝံတရားတွေကိုဘာတော့အဲဒီပရိစ္ဆဝါဒမှာယူရမှာပညာဝါဒရဲ့ပစ္စေဝံတရားတွေအဲ့တော့ပညာဝါဒရဲ့ပစ္စေဝံတရားတွေဆိုရင် ပညာဝါဒမှာတဟဇာတရဲ့ပညာဝါဒမှာပစ္စယုပန်တရားတွေကိုပြန်ကြည့်ပါပညာဝါဒမှာတဟဇာတရဲ့ပစ္စယုပန်ကအားလုံးဈေးဘူး၃ချက်၃ချက်ရှိတယ်မလားပညာဝါဒကိုပြန်ပြတော့ကြည့်လိုက်လေတဟဇာတဆိုတဲ့နေရာမှာတဟဇာတတဟဇာတနေတရားတဟဇာတရှိတဟဇာတအဝိကတသူကဈေးဘူးပေါင်းလာတယ်အဲ့မှာတဟဇာတရဲ့ပိစိယုပံကိုကြည့်မယ်ဆိုရင်ပိစိယုပံမှာသူက အချင်းချင်းအား၎င်းဟောအချင်းချင်းအား၎င်းဆိုရင်အဲ့ဒါဘာအကုန်ပဲလဲဆိုရင်နာအကုန်ပဲလို့ပြောတာနော်အချင်းချင်းအား၎င်းပြန်အချင်းချင်းနံပါတ်ခန္ဓာစေတသက်ရောပရိသေနကမ္မဇာယောအလကောင်အမစေတသက်ရောပရိသေနကမ္မဇာယောအဒုတိယအဖြစ်မှာကြတော့အချင်းချင်းအလကောင်ဥပါဒါယောအလကောင်ဆိုတာဒါရုပ်ခန္ဓာမျိုးပြောတာပေါ့ဟုတ်အဲ့ဒါလားရုပ်ခန္ဓာမျိုးပြောတာပဲလေအဲကြောင့်မလို့ နောက်ပညာဝါဒမှာတဟဂတရဲ့ပြည့်စုံပါရရားတွေကိုကြည့်တဲ့အခါမှာနာအကုံရုပ်အကုံရှိတယ်ပေါ့နာလည်းအကုံပါတယ်ရုပ်လည်းအကုံပါတယ်ဒါတဟဂတရဲ့ပြည့်စုံပါနေဟုတ်တယ်မလားဒီမှာပြအဲ့တော့အဲအဲအဲ့ဒါတွေအကုန်လုံးကိုအခုဒီစဝါဒအနုလုံမှာတဟဇာတာရဲ့သုဒ္ဓတန်ချာအနေနဲ့ဒီမှာယူတော့မှာနာအကုန်ကျုပ်အကုန်ကိုသုဒ္ဓတန်ယူတော့မှာအဲ့တော့ဒါတဟဇာတာတခုတည်း သာဂတာတခုတည်းအတွက်လားဆိုရင်ဟောနေတယနေတယလည်းပဲနှစ်မျိုးရှိတဲ့နေရာမှာသာဂတာနေတယနဲ့ဝုထုပုရိသတာနေတယနှစ်မျိုးရှိတဲ့နေရာမှာသာဂတာနေတယကသာဂတာနဲ့ရတာချင်းအတူတူပဲမဟုတ်လားမှန်ပါဗျာအဲဒါကြောင့်မို့လို့အဲသာဂတာဟိုပြောလိုက်ပြီဆိုရင်အဲ့ထဲမှာသာဂတာနေတယလည်းပဲပါဝါပြီပေါ့မှန်ပါအဲ့ဒါကအထင်၅မြို့မှာလည်းပဲသဟဇာတ္တိဆိုတာကလည်းပဲသဟဇာတ္တအတိုင်းပဲဆိုတော့သဟဇာတ္တကိုယူလိုက်ရင်အဲ့ထက်မှလည်းဘာလဲပါမလဲဆိုရင် သဟဇာတ္တိနဲ့ပါသွားမှာပေါ့နောက်အဝိကရငါမျိုးမှလည်းပဲသဟဇာတ္တအဝိကရတိသဟဇာတ္တနဲ့အတူတူပဲဆိုတော့သဟဇာတ္တအဝိကရလည်းပဲပါဖြစ်ကြမှာတော့ပါသွားမယ်အဲဒါရင်သဟဇာတ္တရဲ့သုဒ္ဓတင်္ချာလို့ပြောလို့ရှိရင်အပြင်သဟဇာတ္တနေတ္တယသဟဇာတ္တတိသဟဇာတ္တအဝိကရ